မင်္ဂလာပါကျွန်တော်အောင်ပြည့်သစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တခိုင်အပိုင်း61ကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာ နားဆင်ကြည့်ကြပါဦးအခန်း64တေးရွာပြန်တခိုင်လူတယောက်ဟာမွေးတဲ့နေ့ရှိရင်တည်တဲ့နေ့ရှိရမယ်ဆိုတာစမ်းကြယ်လာတဲ့အလို့တော့မဟုတ်ပေဘူးကြာဒါပေမဲ့အကာလမရဏလို့ခေါ်တဲ့ ူတို့ဘလက်ချက်နဲ့မတော်တဆမှုနဲ့ဒီဆုံးရတာမျိုးကိုတော့လူတိုင်းလူလိုစိုးရင်ကြပါလိမ့်မယ်ကျွန်တော်ဘဝမှာ ကျွန်တော်ကိုအခြားသူတယောက်ကဝုန်းတီးစိမ့်နဲ့ကျူတင်တက်ဖြတ်ခံရလိမ့်မယ်ဆိုတာအိမ်မက်တောင်မမှတ်ခဲ့ဘူးပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်လုပ်ကံနေတဲ့လုပ်ငန်းတွေဟာအသက်ကိုရင်ပြီးလိုရတဲ့လုပ်ငန်းတွေမှမဟုတ်တာကလားလောကကြီးမှာ မထင်မှတ်တာတွေဖြစ်လာတတ်တာဟာဓမ္မရာတရားမှုကျွန်တော်ဟာအဲ့ဒီမမျှော်လင့်နဲ့ဖြစ်ဘူး 1998ခုနှစ်မှာကိုရံကြုံတွေ့ခံစားခဲ့ရပါတော့တယ်။မှတ်မှတ်ရရပြောရရင်အဲ့ဒီနေ့ဟာ1998ခုနှစ်ရဲ့နေအောင်တောက်ပနေသော နေ့တစ်နေ့ပါပဲ။ကျွန်တော်အဲ့ရထားပြီးရုံမသွားခင်မှာဇနီးတွေပြင်ဆင်ပေးတဲ့မနက်စာကိုပုံမှန်အတိုင်းစပြီးအင်းရှိကကျွန်တော်ကားရှိရကိုလီကအတိုင်းဆင်းလာခဲ့ပါတယ်။စကားမဆက်ကျွန်တော်ဟာအညာသားစိတ်မပြောက်ဘူးဗျာ။မနက်ပိုင်းဆိုရင် စတော်ဘဲပြုတ်ကလေးနဲ့ထမင်းကြော်ကလေးနဲ့စားလိုက်ရမှပြည့်စုံတယ်လို့ထင်တတ်သူပါအဲ့ဒီနေ့ကကျွန်တော်ဟာပစိုးနဲ့တိုက်ပုံကိုဝစ်ထားခဲ့ပါတယ်ကျွန်တော်နေတဲ့အခန်းဟာအေးအေးမွန်းအင်ရပထမတမမှုလီကားကအစင်တလျှောက်ဂုံတော်ကိုဘကိုရွတ်လာခဲ့ပါတယ်အဲ့ဒီဂုံတော်ကိုရွတ်တာကလည်းကျွန်တော်ဟာဘာသာရေးကိုနည်း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 လေ့လာလိုက်စားခဲ့သူမဟုတ်လေတော့ဒီဂုံတော်ရွတ်ရင်အန္တရာယ်ကျင်းတယ်ဆိုတာနဲ့နေတိုင်းလူလူရွတ်နေမိတယ်ဆိုတာတော့ ဒီလိုရွတ်လို့လေအကျိုးရှိမရှိတာမသိကြတာအကျိုးတော့ရုပ်ဖို့အကြောင်းမရှိပါဘူးဂုံတော်ဆိုတာဘုရားရှင်ရဲ့ဂုံတုဝိဒေတာတွေမဟုတ်လားနောက်တစ်ခုကျွန်တော်လေကားကဆင်းနေတော့မှကျွန်တော်ကရက်ထားတဲ့နေရာကိုလှန့်ကြည့်လိုက်တော့ကျွန်တော်ရောက်ခါအေးဟန်ရဲ့ဒရိုင်ဘာဝင်းနိုင်ဦးရဲ့ကျွန်တော်ကိုရက်ဆောင်နေတာကိုတွေ့ရပါလေဒါခါတိုင်းလိုမြင်ဝင်းမှာပဲထူးခြားတာကသူတို့နဲ့မလန့်မကန့်မှာ ဒေါ်ကြီးကြီးရဲ့တာအကြီးဖုံးမြင့်စုသူမတက်ရက်နေရပါပဲဟုတ်ပါတယ်အဲ့ဒီတုန်းကဒေါ်ကြီးကြီးအမှုကိုလက်ခံထားခြင်းမူဒေါ်ကြီးကြီးနဲ့ပတ်သက်တဲ့သာသမိမြင့်မြင့်တွေဟာကျွန်တော်စီကိုဈေးဘူးသဘောမျိုးလာပြီးတောင်းနေရတာတရက်ချနှစ်ရက်ချမလို့တိတ်မဆန်းလာပါဘူးသူ့နောက်မှာရသမားလိုညှင်းသူသူပုံစံနဲ့အသက်20ကျော်အရွယ်ခြားတိတ်တယောက်ငုတ်တုတ်ထိုင်းနေရကိုလည်းတွေ့ရဖြစ်ပါတယ်ကျွန်တော်စိတ်ထဲမှာဒီခြားတိတ်ဟာ ကုဖိုးမြင့်နဲ့အဖို့ပါလာတာလို့စိတ်ထဲမှာထင်နေလိုက်ပါလေအဲ့ဒီခြေတိတ်ကိုမြင်လိုက်တော့အဝေဆခဏနွန့်ဖြစ်နေပြီညတော့ကအရက်တောက်တာများတဲ့ပုံစံမျိုးမျိုးကျွန်တော်စိတ်ထဲမှာတနာတလူလူဖြစ်သွားပြီတခုခုအကူအညီတောင်းရင်ပေးလိုက်အောင်မာဆိုတဲ့စိတ်လဲပေါ်လာခဲ့မိပါလေအရက်သမားချင်းကိုချင်းစာစိတ်ခုံမလားမသိဘူးဗျာတေချာတဲ့အချက်ကတော့ကျွန်တော်ဟာအဲ့ဒီလူငယ်အပေါ်မှာစေတနာမေတ္တာစိတ်ကျူးပြီးပုံပြီးတဲ့အချက်ပါပဲ။ ဒီလူနဲ့ကျွန်တော်လဲလေကားတဲ့ပုံကနေလမ်းမကိုရောက်လာတော့ကိုဘုံမြင့်ကကျွန်တော်ကိုဆရာလူလမ်းခေါ်ရင်စားရီတော်ကြီးချက်တဲ့လူသူငွေလိုတဲ့အကြောင်းပြောပါတော့တယ်ကျွန်တော်ကလည်းသူတောင်းတဲ့ငွေဟာတိတ်မများလာတာကြောင့်ငွေထုတ်ပြီးဘူးအိတ်ကထဲကိုနှိုက်လိုက်ပါတယ်အဲ့ဒီခဏလေးမှာပဲမမျော်လင့်တဲ့အဖြစ်တစ်ခုဖြစ်ပျက်ခဲ့ပါတော့တယ်အဲ့ဒါကတော့ကျွန်တော်ဝမ်းပိုက်အောက်ပိုင်းကိုဒုံငနဲ့တစုံတစ်ခုနဲ့ထိုးထွန်းတွန်းလိုက်တယ်လို့ခံစားလိုက်ရပြီး လူဟာတပတ်ချာလဲလဲသွားပါတော့တယ်ထူးခြားတာကတော့အဲ့ဒီလူတွန်းလိုက်တဲ့အတွက်ဆူရှတဲ့ဝေဒနာကိုမခံစားရပဲခတုံးလုံးအရာတစ်ခုနဲ့တွန်းလိုက်တယ်လို့ဖြစ်နေတာပါပဲကျွန်တော်စိတ်ထဲမှာအတိတ်တယောက်ကခကြင်းကျဲနောက်ပြောင်လိုက်တာလို့ပဲအောက်မေ့လိုက်ပြီးဘေးဘီကိုကြည့်လိုက်တော့စောစောကကိုဖုံးမြင်တော့မှထိုင်းနေတယ်ညှင်းတူးတူးခြာတိတ်ဟာတစုံတစ်ခုကိုလက်ကကန်ရင်ဘရင်အောင်လမ်းမဘုကိုထွက်ပြေးသွားတာတွေ့လိုက်ရပါတယ်ဒီမှာရင်ကျွန်တော်ဒရိုက်ဘာဝင်းနိုင်ဦးက ဓာတ်နဲ့ထိုးတော့တာဓာတ်နဲ့ထိုးတော့တာဆိုပြီးអော်လိုက်တဲ့အတန်းကြောင့်ကျွန်တော်ဟာကျွန်တော်ဝမ်ဘိုက်ကိုလက်နဲ့ဆန်းလိုက်ပြီးတော့စုကနဲ့ဝေဒနာကိုခံစားလိုက်ရပါတော့တယ်။တေချာသွားပါပြီ။ကျွန်တော်ဟာဒီစုံတစ်ခုနဲ့ဝမ်ဘိုက်ကိုအထိုးခံလိုက်ရပါပြီ။ကျွန်တော်ဝမ်ဘိုက်ကိုကျွန်တော်လက်နဲ့အုပ်ထားလိုက်မိပါတယ်။ကျွန်တော်တန်ရာကိုလှမ်းမကြည့်နိုင်ခင်မှာရောက်ပါတော်သူအေးနိုင်တဲ့ဝင်းနိုင်ဦးဟာကားကိုဆက်နှိုးပြီးစိုးစိုးကခြေတိတ်နောက်ကိုလိုက်ဖို့ပြင်မာတော့တယ်။ ဘေးနောင်လမ်းမကိုလှန့်ကြည့်လိုက်တော့အဲ့ဒီခြေထည်ကခလန်းလမ်းမရက်ဆောင်နေတယ်ပစ်ကက်ကားတစ်စီးဘုတ်ကတုတ်ကရက်နဲ့တက်သွားတာတွေ့လိုက်ရပြီမယ်ကျွန်တော်ကဟိကောင်နေမလိုက်နဲ့နောက်မှငါကြည့်ရှင်မယ်စေးုံမူမောင်းဆိုပြီး ကားဘုတ်ကိုတက်ထိုင်လိုက်ပါတော့တယ်ကားဘုတ်ရောက်လို့ကျွန်တော်ဝမ်းဘိုက်ကတန်းရကိုအင်ကြီးတွေဖယ်ပြီးအตาကလေးကြည့်လိုက်တော့ချက်ရဲ့ညာဘက်အောင်နာမှာသွေးဆုပ်နေပြီးတော့တလက်မကြိုကြိုအရွယ်ရှိတဲ့ဓာတ်တန်ရာတစ်ခုကိုတွေ့ရပါတော့တယ် မနေ့စင်နာကြီးကြော်လောက်မှာကျွန်တော်ရန်ကုန်ပြည်သူစေယုံကြီးအရေးပေါ်လူနာဌာနကိုရောက်သွားခဲ့ပါတယ်စေယုံရောက်တော့ထုံးစံတိုင်းကျွန်တော်တရားကိုကြည့်ပြီးရာဇဝမှုဖြစ်တာကြောင့်ရဲစခန်းကစစ်ဆေးပြီးမှကုသလို့ရမယ်လို့ဆိုပါတယ်မှုကင်းရဲ့အလာကိုစောင့်လိုက်တာမွန်းတဲ့၁၂နာရီလောက်ကြမှာလမ်းမြို့နယ်ဗရောက်ချောင်းရဲစခန်းကတက်ကြွတင်းချီရောက်လာပြီးတော့ကျွန်တော်ကိုစစ်ချက်ယူပါတော့တယ်စစ်ချက်ယူရတာပြောရတယ် ကျွန်တော်ရုံသွားမဲ့ချိန်အမုံကဆင်းလာအမိမသိတဲ့လူတစ်ယောက်ကအိမ်ရှိမှာစောင့်ပြီးဓာတ်နဲ့ထိုးသွားတယ်ဆိုတာလောက်ကိုပဲကျွန်တော်ပြောပြနိုင်ပါတယ်ရဲကစစ်ဆေးပြီးတော့မှကျွန်တော်တန်ရကိုတာဝန်ကျဆရာဝန်တစ်ယောက်လာကြည့်ပါတယ်သူကြည့်ဝန်ကြီးကြီးကလည်းကျွန်တော်တန်ရတဲ့ကိုခက်ရရကကြီးလေးတက်လက်ရဲ့အဖျားနဲ့တဖြည်းဖြည်းထိုးထည့်ပြီး ကျွန်တော်ကိုနာသလားလို့မေးတယ်ဗျာကျွန်တော်တန်ရဟာပြောပါလောက်မကြည့်လောက်ပါဘူးစီကုံညာဘန်းနားမှာ လက်တစစ်တသာလောက်ပဲရှိမယ်ထင်ပါတယ်။ဒါပေမဲ့သူတံရတဲ့ကိုကကြီးနဲ့ထုတ်တဲ့ပြီးမှုင်းနေတော့နာတော့နာတာပေါ့ဗျာ။ဒါပေမဲ့ငါယောက်ျားပဲဆိုတဲ့စိတ်နဲ့တင့်ခံပြီးနာတယ်ဆိုတာသူသိအောင်ခေါင်းငိမ်ပြလိုက်ရပါတော့တယ်။တင့်မခံလို့လည်းမဖြစ်ဘူးဗျာ။ကျွန်တော်ဘေးမှာကျွန်တော်လုပ်ဖို့ကံဘက်တွေကျွန်တော်မိသားစုတွေအလုံးဝမ်းမိကျွန်တော်ကိုစိုးရိမ်ကြီးကြည့်နေကြတာကြောင့်ကျွန်တော်စိတ်ကိုတင့်ခံထားရတာပေါ့။အဲ့ဒီအချိန်မှာကျွန်တော်မိသားစုတွေနဲ့ကျွန်တော်ယုံကအဖွဲ့သားတွေ ကျွန်တော်သတင်းကြားတာကြောင့်လူစုံတက်ဆုံရောက်နေခဲ့ကြပါပြီအမှန်တော့ကျွန်တော်ဟာကျွန်တော်တန်ရာစီကိုစိတ်မရောက်ဖဲကျွန်တော်ကိုဘလူကောင်မျိုးကဒီလိုလိုရဲတယ်လေဘာကြောင့်ဒီလိုလွတ်လိုက်တယ်လဲဆိုတဲ့အဖြေကသာတွေးနေမိတာပါအဲ့ဒီဆရာဝန်ကကျွန်တော်ကိုခွဲစိတ်ခံဝင်ရမယ်ခွဲစိတ်ဆရာဝန်ကြီးလောင်းဆောင်းပါလို့ပြောပြီးဆောင်းခိုင်းလိုက်တာညနေ3နာရီလောက်မှကျွန်တော်ခွဲစိတ်ခံတဲ့ကို ရောက်ပါတော့တယ်လူနာတင်တွန်းလဲပေါ်မှာပက်လက်နေထားနဲ့ရှိနေတဲ့ကျွန်တော်ဟာ တတိကောင်းကောင်းရနေပါတယ်ခွေးစိတ်ခန်းနဲ့လည်းရောက်ရောခွေးစိတ်ခန်းအဝင်နဲ့ကဲ့ရဲ့ခန်းလေးတစ်ခုထဲမှာကျွန်တော်ကိုစပြီးခွေးစိတ်ဖို့ပြင်မာတော့တယ်ထုံစည်းလို့ထင်ရတဲ့ဖြန်းစည်းတစ်မျိုးနဲ့ကျွန်တော်ဒဏ်ရာနားတော့ဝိုက်ကိုဖြန်းပြီးခဏအကြာမှာကျွန်တော်ဒဏ်ရာကိုဓားနဲ့မှွန်းတလို့တရှိရလိပါတော့တယ်သုံးချက်လောက်မှွန်းပြီးမှတော့ကျွန်တော်ကခွေးစိတ်ဆရာဝန်ကိုလက်သာပြလိုက်ပြီးဟာဆရာအရင်လာတယ်ကျွန်တော်မခံနိုင်တော့ဘူးလို့ပြောလိုက်တော့ ဆရာဝန်ဟာယုတ်တိရဲ့ကြောင်အန်းဖြစ်သွားပြီခမကျွန်တော်ခွဲနေတာတွေကိုကောင်းကောင်းသိနေသလားတဲ့ဒီတော့ကျွန်တော်ဟာကောင်းကောင်းသိတာပေါ့ဆရာရဲ့လူကောင်းပဂရီကိုဓာတ်နဲ့ငှို့နေသလိုလူသိနေဆရာလို့လည်းပြောလိုက်ရောဆရာဝန်ကဘေးကသူနာပြုကိုလှမ့်ပြီးဒီအတိုင်းဆိုရင်သူ့ကိုမေးစည်းပြီးမှဖြစ်မယ်လို့စိုးရိမ်ကြီးလေးတန်းနဲ့ပြောဆန်ကြားလိုက်ရပါတယ်ချက်ချင်းဆိုသလိုကျွန်တော်ကိုအထူးခွဲစိတ်ခံလို့ထင်ရတဲ့အတွင်းကန်းတစ်ခုလေးကိုတွန်းခေါ်လာကြပြန်ပါတယ် အဲ့ဒီခန်းထဲလေရောက်ရောကျွန်တော်ကိုရက်တောက်တတ်သလားစစ်လိုက်တောက်တတ်သလားမေးရင်ကျွန်တော်မျက်နှာကမေးစည်းပြတဲ့ခွန်းနဲ့အုပ်လိုက်ပြီးနာမည်ဘယ်လိုခေါ်သလဲမေးတော့တက်ခိုင်ယူဖြေလိုက်ပါလေနောက်တကအသက်ဘယ်လောက်ရှိပြီလဲလို့မေးပြန်တော့ပြန်ဖြေဖို့လုပ်နေတော့မှာပဲကျွန်တော်ကလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပါတော့တယ်နောက်ပိုင်းခွေးစိတ်ဆရာဝန်ရဲ့ပြောပြချက်အရကျွန်တော်ဓာတ်တန်ရာဟာဝမ်ဘိုက်ထဲကကလီစာတွေကိုပလတ်စတစ်အိတ်လူ ထုတ်ပို့ထားတယ် အမိဘပေါက်သွားတာကြောင့်အသေးစားခွတ်စိတ်မှုနဲ့မလုံလောက်ပဲအကြီးစားခွတ်စိတ်မှု လုပ်ရတယ်လို့ဆိုပါတယ်ပထမဆုံးစောင့်ဝင်ခဲ့တဲ့အခန်းကဆရာဝန်ဟာကျွန်တော်ကိုအသေးစားခွတ်စိတ်မှုနဲ့တင်လုံလောက်မယ်လို့ထင်ခဲ့တယ်ဗျာအကြီးစားအသေးစားပြဿနာကြောင့်ရလိုက်တဲ့အမျက်ကတော့ကျွန်တော်ရင်ကောင်းကနေ6ဘိုင်းချီ73ချက်စီးကုန်ပြီးမှမှ9ချက်ချိုးရတဲ့ချိုးရနှစ်ခုကျန်ခဲ့တာပါပဲဗျာကျွန်တော်သတိပြန်ရလာတော့ကျွန်တော်ဟာခွဲစိတ်ခံတယ်မှာရှိနေတော့မှ ဘာတွေများဖြစ်နေကုန်ပြီလဲဆိုတဲ့အတွင်းနဲ့ကျွန်တော်ကြောအောက်ကိုလက်ထိုးပြီးဆမ်းလိုက်ပြီးတော့ချွေးချင်းကြီးအရေးတွေကိုကျွန်တော်ဆမ်းမိပါတယ်အမေကအဲ့ဒါတွေကကျွန်တော်ကိုခွေးစိတ်လုံးကထွက်နေတဲ့သွေးတွေပေါ့ဗျာကျွန်တော်ကိုခွေးစိတ်ကံပြင်ကိုထုတ်လာတော့ကျွန်တော်တတိကောင်းကောင်းရနေပါပြီလူနာတင်လဲပေါ်မှာပလက်အနေထားနဲ့ခွေးစိတ်ကံပြင်မကိုရောက်ချိန်မှာတော့ရင်တမမစောင့်နေတဲ့သူတွေကိုလက်တစ်ဖက် ထောင်းပြပြီးကျွန်တော်မတည်နိုင်သေးဘူးဆိုတာကိုအချက်ပြလိုက်ပါတယ် ခွဲစိတ်ပြီးပထမညမှာဘာမှထူးထူးခြားခြားမခံစားရပေမဲ့နောက်တညမှာတော့ကျွန်တော်ဟာတီရွာနဲ့လက်ရကန်းလူကိုရောက်ခဲ့ပါတော့တယ်ကျွန်တော်စဉ်းစားမိတာကကျွန်တော်ဟာခွဲစိတ်ပြီးပထမညမှာအဲ့ဒီအဖြစ်အပျက်မျိုးမဖြစ်ပဲဘာကြောင့်တညကြုံလွန်ပြီးမှဖြစ်ရတယ်လဲဆိုတာအခုတည်းကစဉ်းစားလို့မရပါဘူးဖြစ်ပုံကဒီလိုဗျာခွဲစိတ်ပြီးနောက်တနေ့ညမှာကျွန်တော်ဟာအဖျားနဲ့နဲ့တက်တယ်လို့ချမ်းစိမ့်စိမ့်ခံစားရပါတယ် နောက်တော့ဘေးနားမှာစောင့်ကြည့်နေတယ်ကျွန်တော်ဇနီးပြေးတဲ့ညာစည်းတစ်ခွက်စာလဲတောက်ပြီးရောကျွန်တော်ဟာရုတ်တရက်မေ့မြော့သွားတယ်လို့ခံစားလိုက်ရပြီ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပြန်မှာတော့လေကျွန်တော်တတိယလို့မျိုးလုံးဖွင့်ကြည့်လိုက်တော့ကျွန်တော်ဟာမြေကမ်းတစ်ခုရဲ့သဲဆောင်မြေမှာရောက်နေတယ်ဗျာကျွန်တော်လည်းတောင်ကြီးမြောက်ကြီးကြည့်လိုက်တော့ကျွန်တော်ရှိကတည်းတည်းမလန်းမကန်းမှာအဆောက်အဦးကြီးတွေအတန်းလိုက်ဆောက်ထားတာကိုတွေ့ရတယ်ဗျာညင်တောင်ပြောရရင်မြို့ကြီးတစ်မြို့ရဲ့မြေကမ်းတစ်ပြေးတစ်လျှောက်မှာ အခမ်းမြင့်မြင့်ကြီးတန်းစီစောက်ထားတယ်လို့ပါပဲဗျာတခြားတစ်ဘက်ကိုကြည့်လိုက်တော့ရည်ရင်ကြီးကမျက်စိတစုံဖြစ်နေရကိုတွေ့ရပါတယ်ကန်းနာတစ်ချောင်းမှာလူသူလှင်ငယ်တင်းမောဘာတစ်ခုမှမတွေ့ရပဲကျွန်တော်တယောက်တည်းဖြစ်နေသေးဗျာကျွန်တော်လဲငါပဲနေရာရောက်နေပါလေလို့စဉ်းစားနေတော့မှာပဲကန်းနာတစ်ချောင်းကအဆောက်အဦတွေဟာရုတ်တရက်ဆိုသလိုမီဟုံထလောင်มาတော့တယ်ဒီမှာနေမိရှိန်ပူတန်ကြောင့်ကျွန်တော်ဟာနောက်ကိုတလန်းချင်းဆုတ်သွားလိုက်တာ ရေစက်ကိုယောက်သွားပါတော့တယ်။တဖြည်းဖြည်းကူလုံးမကပူးလာတာကြောင့်မိတော့တကူလှန့်ကြည့်ရင်ရေစက်ကလည်းရေထဲကိုနောက်ပြန်တည်းတည်းဆင်းသွားလိုက်တာ။ကျွန်တော်ခါလေးလောက်နတ်တဲ့နေရာကိုယောက်လာပါတော့တယ်။ဒီအချိန်မှာပဲကျွန်တော်ကြိုးဘက်ကပူပါတယ်ဆိုပြီးရေပြင်ဘက်ကိုလှန့်ကြည့်လိုက်တော့လာလာရေပြင်ကြီးတစ်ခုလုံးလည်းမိတွေလောင်းလို့ဗျာ။ကျွန်တော်ဟာရှေ့မှာလည်းမိနောက်မှာလည်းမိနေ။အေးအမမိလောင်ငွေကြီးနှစ်ခုရဲ့အလက်မှာရောက်နေပြီရှစ်တူလို့မရနောက်ဆိုလို့မရနဲ့ ပြေးပေါမရှိပြိမိနေပြီပေါ့ဗျာအဲ့ဒီအချိန်မှာကျွန်တော်ဟာမိဘကနေလွတ်လွတ်လွညာပုံအောင်ပြေးလွှားစရာနေရာတစ်ခုကိုအသေးအံရှာရပါတော့တယ်ကန္နာဘကအဆောက်ဦးတန်းကြီးကိုမီးလောင်နေတဲ့မီးလောင်မီးလျံရဲ့အောက်ခြေကိုလှန့်ကြည့်လိုက်မြင်တော့ပိမ့်ပိမ့်ပိတ်အောင်မောင်းနေတာကိုတွေ့ရတယ်ဗျာကျွန်တော်လဲမဲမောင်နေတဲ့နေရာကိုစူးစဆိုက်ကြည့်နေတော့မှပြုံးစို့ရုတ်တရက်အဲ့ဒီအမောင်တူတွေကနေအလင်းနဲ့တစ်ခုပေါ်လာတာကိုတွေ့လိုက်ရတယ်ဗျာ ကျွန်တော်ကအလင်းနှမ်းရှိရဘူးကိုတော့ကမျိုးပြေးသွားလိုက်တော့အဲ့ဒီလင်းနှမ်းဟာလန်ကူတခုတည်းကထွက်နေတဲ့အလင်းနှမ်းဖြစ်နေရကြောင်းကျွန်တော်ကအဲ့ဒီလန်ကူလေးကိုတိုးဝင်ပြေးသွားလိုက်ပါတော့တယ်လန်ကောင်းဟာဝင်ငါးစက်ကကျင်းတယ်လို့ထင်ရပေမဲ့တဖြည်းဖြည်းကျေတဲ့ကျဲလာပါတယ်တီဗီကလွချင်စုံနဲ့လန်ကောင်းတစ်ယောက်မနာတမ်းပြေးထွက်လာလိုက်တာအချိန်ဘလောက်ကြာသွားမှတောင်သတိမပြုတ်လိုက်မိတဲ့အချိန်မှာပဲကျွန်တော်ကလန်ကောင်းရဲ့အခြားတစ်ဖက်ကိုရောက်လာပါတော့တယ် အဲ့ဒီလန်ကောင်းအမြင်ကနေကျွန်တော်ပြေးလာခဲ့တဲ့ကန်းနာဘက်ကိုလှမ်းကြည့်လိုက်ပြီးတော့မိတွေဆက်ပြီးလောင်းနေတော့မှာပဲဟင်းကလေးတပြင်းတစ်ချက်ကိုအတန်ကျဲကြီးနဲ့ချလိုက်တဲ့အချိန်မှာကျွန်တော်ဟာဆေးရုံကလေးဘက်ကိုပြန်ရောက်နေပြီဆိုတာသတိပြုမိလိုက်ပါတယ်ကျွန်တော်ဘေးမှာစောင့်နေတဲ့ကျွန်တော်ဇနီးကကျွန်တော်တပြင်းချတဲ့ကြီးကြောင့်ကုသခိုင်ကုသခိုင်ရှင်သတိရပြီလားသတိရပြီလားဆိုတော့ဇက်တိုက်မိတဲ့ကိုကြားရပါတော့တယ်ကျွန်တော်သူရွာကပြန်လာခဲ့ပါပြီ။ ။အော်လက်တစ်စလောက်တန်ရလေးကဘယ်လိုလုပ်သိနိုင်တယ်လဲလို့ခမရထင်းရင်ထင်းမိမပေါ့။အဖြစ်မှန်ကဓာတ်နဲ့ထိုးခဲ့တာဟာဝက်သက်ယုံမှအလုပ်လုပ်ခဲ့ဘူးပြီ။စနစ်တကျလေ့ကျင့်ထားတဲ့သူဟာသူထိုးလိုက်တဲ့ဓာတ်ရကလည်းတကယ်ကြကောင်းပါပဲ။ဒါပေမဲ့ကျွန်တော်ကံကြီးလွန်းလာတယ်ထင်ပါရဲ့။သူ့ရဲ့ထိုးချက်ဟာကျွန်တော်စီးရင်ကိုတည့်တည့်ထိုးခဲ့ပေမဲ့တေကံမရောက်တဲ့ကျွန်တော်ဟာကျွန်တော်ကပုံစာစကိုထိုးမိခဲ့တာပေါ့ဗျာ။ဟုတ်တယ်။ ကျွန်တော်ဓာတ်ထုတ်ခံပြီးအမှုကိစ္စအတွက်မှုခွင်းဆရာဝန်ကြီးကိုတွေ့တွေ့တော့အမှုပြစ်တဲ့နေ့တုန်းကကျွန်တော်ဝတ်ထားခဲ့တဲ့ဝယ်စားတွေကိုထုတ်ပြတဲ့အခါဓာတ်ထုတ်ချက်ဟာကျွန်တော်ပစုကပုံစာသားကိုထိုးမိခဲ့တယ်ဆိုတာသိရပါတော့တယ်မှုခွင်းဆရာဝန်ကြီးကတော့ခမရတော်တော်ကံကောင်းနေသူအမှန်ကတော့နေရာမှာတင် ပွေးချင်းပြီးသေးသွားနိုင်နေတယ်ဗျာဓာတ်ထုတ်ချက်ဟာကျွန်တော်တိုက်ပုံရှယ်အင်းကြီးအတွင်းကစွကျင်နေပစိုးတွေအထိ စုစုပေါင်း၈၀တိတိထိုးပေါက်သွားခဲ့ပါလေဗျာ။လမ်းမျိုးနဲ့ဗရောက်ချန်းရေစကန်ကအမှုလိုက်ပုံကတော့မှတ်သားလောက်ပါပြီတဲ့။ကျွန်တော်ကဓာတ်နဲ့ထိုးသွားတဲ့တရက်ခန့်ကိုအမြန်ဆုံးမိအောင်ရေရခြေတဲ့အနေနဲ့စကန်ရှင်မှာငပြိုးပင်စပြီးစုံစမ်းနေပါတဲ့ဗျာ။တကယ်တော့ကျွန်တော်ကိစ္စမှာရဲကူကျွန်တော်အာမကူလာပါဘူး။အထင်လဲမကြီးလာပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီကိစ္စကိုကျွန်တော်ကိုယ်တိုင်ဖော်ထုတ်နိုင်မယ်လို့ယုံကြည်နေလို့ပါပဲ။ တကယ်တော့ကျွန်တော်အမှုတရားခံဖြစ်ဖြစ်နိုင်ရရှိသူဟာနှစ်ယောက်ဖွဲ့ရှိပါတယ်အဲ့ဒါကတော့မောင်ဝင်းနဲ့ဒေါ်ဆက်ကြည့်ပါပဲစေယုံမမှာစကူးရဲ့နေရာခဲ့ကြရင်တွင်ကျွန်တော်စိတ်ထဲမှာစဉ်းစားမိတဲ့အချက်ကတော့ဝီကျွတ်ကျင်မာဆိုတဲ့ကိစ္စရဲ့အကြောင်းပါပဲကျွန်တော်ဟာဘာကြောင့်များသူတပားလက်ချက်နဲ့တီလူမျိုးဟာခံစားခဲ့ရတယ်လဲငါဘယ်ဘဝတုန်းကသူတပားကိုတီလူမျိုးဟာဖြစ်အောင်လုပ်ခဲ့ပါဘူးတယ်လဲဒီဘဝမှာငါဘာတွေလုပ်ခဲ့ဘူးတယ်လဲဆိုတာ တောင်းတောင်းဤလျှောက်စဉ်းစားနေတော့ကျွန်တော်ငငယ်ကအဖြစ်ရတကူကိုပြည့်စည်ရမိတဗျာအဲ့ဒီတော့ကျွန်တော်စနစ်သားရွယ်ပဲရှိပါလိမ့်မယ်အဖြစ်စီဆိုင်မှာညဘက်ဆိုကြွက်တီတိတ်တောင်းကြနေရကြအောင်ကြွက်နေနေလုတ်ခဲ့ဘူးလေဗျာဖဲဒီဒီချောင်းကိုဖျားမှာချုံမြအောင်လို့လက်မနဲ့လက်ညှိုးကြမှာတည်ပြင်ခကြီးကြီးညှက်ပြီးကြွက်ပစ်တာတွေလုတ်ခဲ့ဘူးလေနေ့လေပဲကြောင်းအားချင်းဆိုကြွက်တွေကိုပြစ်တဲ့ခါမှာလက်တဲ့နေအောင်တစ်ပင်တစ်ပင်မှာ စဝိုင်းတစ်ခုထွင်းပြီးဖဲ့ရီတန်ကြောင့်အပြစ်ကျင့်နေဗျာဖြစ်ကျင်တော့တနည်းကျင်တော့တစ်ပင်မကစဝိုင်းစီကိုဖဲ့ရီတန်ကြောင့်အပြစ်ကျင့်နေတော့မှာပဲပြုံးစုခွေးတကောင်ဟာတစ်ပင်နာကိုဖျက်ပြေးလာတာနဲ့ကျွန်တော်ဖဲ့ရီတန်ကြောင့်ပြစ်နေတဲ့အချိန်နဲ့အကပ်ဖြစ်ပြီးအဲ့ဒီခွေးရဲ့ဘိုက်ကိုဖဲ့ရီတန်ကြောင့်စိုက်ဝင်သွားပါလေတော့တယ်အဲ့ဒီခွေးဟာကြောက်လန့်ကြအိုဟစ်ပြီးတော့ထွက်ပြေးသွားတာကြောင့်သူ့ကိုယ်ပေါ်မှာစိုက်ဝင်သွားခဲ့တဲ့ကျွန်တော်ဖဲ့ဒီကြောင့်ဟို လိုက်နှုတ်ပေးဖို့မရတော့ပါဘူးနောက်ပိုင်းတော့အဲ့ဒီခွေးဟာတည်သလားရှင်သလားဆိုတော့မသိရပဲပျောက်ွယ်သွားပါတော့တယ်အဲ့ဒီခွေးကြီးကြောင့်ကျွန်တော်အခုလို့ဖြစ်ရတာမှန်ရင်တော့ဝတ်ဆိုတာနောက်ဘဝမကူးဘူးဆိုတာတေချာပေါက်မှန်ပါတယ်ဗျာကျွန်တော်စေးုံတက်နေတဲ့ကာလမှာတိုက်ဆိုင်မှုတစ်ခုကတော့ဘူဂျိုကြီးခင်ညွန့်ရဲ့အမိလဲစေးုံတက်နေတဲ့အချိန်ပဲဗျာရေချိုးကန်းထဲမှာချိုးလဲတာကြောင့်စေးုံကိုရောက်လာခဲ့တာတဲ့စေးုံတရင်ရတော့ ဘူဂျုတ်ခင်းညွန့်အမေဟာစေးရုံကိုရောက်လာတဲ့ဘူဂျုတ်ခင်းညွန့်ကိုအတွေ့မခံခဲ့ဘူးဆိုပဲကျွန်တော်စိတ်ထင်ဘူဂျုတ်ခင်းညွန့်ရဲ့အမေဟာသူ့တမတ်ဒေါက်တာတန်းချင်းကိုဘူဂျုတ်ခင်းညွန့်ကိုယ်တိုင်ထောင်ထဲထည့်ထားခဲ့တဲ့ကိစ္စကိုမကျေနပ်လို့အတွေ့မခံခဲ့တာဖြစ်နိုင်ပါတယ်အမေဖြစ်သူအတွေ့မခံတာကြောင့်အချွေရန်အပေါင်းများစွာနဲ့စေးရုံကိုရောက်လာခဲ့တဲ့ဘူဂျုတ်ခင်းညွန့်ဟာဒီအတိုင်းလက်လျှော့ပြီးပြန်သွားရတယ်ဆိုသည်ဗျာဩဘူဂျုတ်ခင်းညွန့်အကြောင်းဆိုလို့ ဘူရုတ်ခင်ညွန်လဲတိုင်းပြည်ပုံမှာသာထင်သလိုအုပ်ချုပ်ခြေလဲနေတာသူ့မိသားစုအပေါ်မှာဩဇာမညောင်းလာဘူးလို့ကြားဘူးတဗျာဖြစ်ပုံကကျွန်တော်ရဲ့ဆရာရင်မယံမုံမဟာကဏ္ဍယုံတိုက်ကတိပိတကဆရာတော်ဥတုမင်္ဂလာလင်္ကာရကဘူဂျုတ်ခင်ညွန်အိမ်ကိုစွန်းစားကြတော့ငါလေဗျာအဲ့ဒီနေ့ကဘူဂျုတ်ခင်ညွန်ရဲ့အိမ်မှာအယုံစွန်းကတ်တာမို့ပြိမ့်ပိတ်ထားတဲ့တန်ဃာတော်တွေကိုစွန်းကတ်ချိန်မှာမိသားစုဝိုင်းပြီးစွန်းကတ်ကြအောင်အိမ်မှာညအိမ်ရောက်နေတဲ့သူသားသမီးတွေ ။တမတ်တွေချင်းမတွေကိုဘုရုပ်ခင်ရောသူသည်နိဂရခင်ဝင်ရှိပါထထလဲလဲနှိုးခဲ့ကြပြီမဲ့ဘေသားဘေသမီးဘေသမတ်ဘေချွေးမမထွက်မလာကြဘူးတဲ့ဗျာဒါအပြင်ဆွမ်းကပ်ပြီလို့တရားနာကြရမယ့်အချိန်မှာနိဗ္ဗာန်စောဘုခင်ညွန်းကတရားနာကြွားကြဖို့ဖိတ်တော်လဲထူနီးလကောင်တယောက်မှထွက်မလာဘူးတဲ့ဗျာအဲ့ဒီအိမ်ကိုဆွမ်းစားပြီပြန်ဆရာတော်ကအင်းဘုခင်ညွန်းလဲတန်းပြီပုံမှာသာဩသာရှိတာ သူ့မိသားစုအပေါ်မှာတော့ဩဇာမရှိရှာဘူးလို့မိန့်တယ်ဗျာအဲ့ဒီတဲ့ရင်ဟာတေချာတာပေါ့ဗျာဘာကြောင့်လဲဆိုတော့အဲ့ဒီနေ့ကဆွမ်းစားကြသွားခဲ့တဲ့ကိုရိုရီတဲကတပါးဟာကျွန်တော်စရိယံဘောင်းဝန်းခွဲဥပစင်ပဲဗျာကျွန်တော်ဓာတ်ထုတ်ခံရတဲ့တဲ့ရင်ဟာရန်ကုန်မြို့လူမိုက်လောကနဲ့စီးပွားရေးလောကမှာတုံးမိလူပြန့်နှံ့သွားခဲ့ပါတယ်ကျွန်တော်ဟာစီးပွားရေးကြဆင်ပြီးဖြူကဖြာကကြနေတဲ့အချိန်မှာကျွန်တော်အမှုရဲ့လက်သက်တရခံကိုကျွန်တော်စိတ်ရှိလက်ရှိငွေကုန်ကြေးကြခံပြီး စုံစမ်းထောက်လှမ်းနိုင်ခြင်းမဟုတ်တာကြောင့်တရားခံပေါ်ပေါက်ရေးကိုစိတ်ရည်လက်ရှိစောင့်နေရင်အခွင့်အခါကောင်းကိုမျှော်လင့်ရပါတော့တယ်။ရန်ကုန်လူမိုင်လောကထဲမှာတော့ကျွန်တော်အမှုနဲ့ပတ်သက်လို့တိတိကျကျသတင်းပေးနိုင်ရင်ထားလိုက်တဲ့နံကျေးဇူးဆက်မယ်ဆိုတဲ့အကြောင်းသတင်းလွှင့်ထားလိုက်ရပါတယ်။ဒီလိုနဲ့ကျွန်တော်စေယုံကဆင်းပြီးတလားကြိုကြိုကြာမှာကျွန်တော်အိမ်ကိုတယ်လီဖုန်းဝင်လာပါတယ်။အဲ့ဒီအချိန်အိမ်မှာကျွန်တော်ဇနီးတွေရှိနေခြင်းမူတယ်လီဖုန်းကောက်ကွယ်လိုက်ခြင်းမှာတော့ တဖက်ကကိုသက်ခံရှိပါသလားလို့မေးတယ်ဇနီးတွေကကျမကိုသက်ခံရဲ့ဇနီးပါလို့ပြောလိုက်တော့သူကအမရဲ့ယောက်ျားကိုဓာတ်နဲ့ထိုးသွားတဲ့တရားခံကိုသိရင်အင်းစင်အားလိုက်90ဖျားကိုလာခဲ့ပါရဲကိုအကြောင်းမကြားပါနဲ့လို့ပြောတယ်ဗျာအဲ့ဒီအချိန်မှာကျွန်တော်ကခီးလွန်းနေချိန်မှာဇနီးတွေဟာလိုင်းပရောက်ချောင်းစခန်းကနေရင်းတစ်ချက်တင်ထွေးကိုအကူအညီတောင်းအဖော်အပြစ်ခေါ်ပြီးသူတို့ချင်းစုတဲ့နေရာကိုရောက်သွားခဲ့ကြပါတယ် အားလိုက်90ဖះလေရောက်ရောအသားမဲမဲအရက်မြင့်မြင့်အသက်40ဝန်းကျင်ရှိတဲ့လူတယောက်ကအစင်းစင်းစောင့်နေတဲ့။သူကကျွန်တော်ရုံးကအဖော်တယောက်ခေါ်လာနိုင်ခဲ့တယ်ဆိုတာကြောင့်အတူခေါ်လာတဲ့နေရင်းတက်ချက်တင်ထွေးကိုကျွန်တော်ရုံးဝန်ထမ်းလို့ထင်မှတ်နေပုံရပါတယ်။သူကအားလိုက်90တာမှလူရှုပ်တယ်။ပန်းကျင်တွေကလူရှင်းတဲ့စားတော့ဆိုင်တစ်ခုကိုတွားရအောင်ဆိုပြီးသူတို့အတွက်ဘေးကင်းမဲ့တဲ့နောက်ထပ်နေရာတစ်ခုကိုခေါ်သွားပြန်ပါတယ်။ အဲ့ဒီမှာကျွန်တော်ဇနီးကအေးတိုင်ရင်စကားပြောဖြစ်ကြတော့ကျွန်တော်အကြောင်းစကားဆက်မိတဲ့အခါမှာအဲ့ဒီသူကအမကြီးရဲ့ယောက်ျားဟာရဲအောင်နဲ့တော်တော်ဆင်းတယ်ဆိုတဲ့စကားတခွန်းပါလာတယ်။နောက်တော့ကျွန်တော်ကိုဓာတ်နဲ့ထိုးသွားတဲ့ခြားတိတ်ဟာဘာမှမလုပ်ဆရာ မရှိပါဘူး။ကျွန်တော်သာဆိုရင်ဒီလိုအလုံးမျိုးကိုမလုပ်ပါဘူးလို့ဆိုပါတယ်။ဒါတွေမကသေးဘူးဗျာ။ကျွန်တော်ကိုလုံးချံမှုစီစဉ်သူကိုသူတို့တေချာသိတဲ့အကြောင်းသူတို့လက်တော့ပြန်ပေးနိုင်ကြအောင် သူတို့ကငွေဘယ်လောက်ထောက်ပံ့နိုင်တယ်လဲဆိုတော့ပါဆွေးနွေးလာတယ်လို့ဆိုပါတယ်ကျွန်တော်စနေ့လဲငွေကြေးကိစ္စကိုကျမယောက်ျားနဲ့တိုင်းမရအောင်မယ်ဆိုပြီးစကားဖြတ်ပြန်လာခဲ့လို့ဇလန်းကဒီမှာရင်တခန့်ရက်သွားပြန်ပါတယ်ဘရောက်ချောင်းရဲ့စကန်းကလည်းဒီလောက်သေးလွန်စားနဲ့အမှုမှန်ပေါ်ပေါလောက်ဆွမ်းဆောင်နိုင်မယ်မရှိခဲ့ပါဘူးဗျာကျွန်တော်ခီးထုတ်ကပြန်လာတော့ဇနီးတွေကအကျိုးအကြောင်းပြန်ပြောပြတာကိုနားထောင်မိတဲ့အခါကျွန်တော်အမှုရဲ့လက်သက်တည်းရဲ့ခံကူ မှန်းဆလို့ရနေခဲ့ပါပြီ။အဲ့ဒါကအချက်နှစ်ချက်ကြောင့်ပါပဲ။ကျွန်တော်ကိုရဲအောင်နဲ့တူတယ်ဆိုတာဒေါ်ဆက်ကြီးပြောခဲ့တဲ့စကားပါ။နောက်တစ်ချက်ကတော့ဒေါ်ဆက်ကြီးရဲ့လက်ဆွဲတော်ဖြစ်နေခဲ့တဲ့လာစုအောင်ဟာအင်းစိန်သာဖြစ်ပြီးတော့အင်းစိန်လူမတီနဲ့အဖွဲ့ကျနိုင်တယ်ဆိုတဲ့အချက်ပါပဲ။အစာပိုင်းမှာတော့ကျွန်တော်ကိုလိုကြံသူစင်းရင်မှာမောင်ဝိတ်ကိုနံပါတ်၁စင်းရင်နဲ့ထည့်ခဲ့ပေးမယ်။စိုးစိုးကပြုတ်ပြတဲ့အချက်တွေကြောင့်မောင်ဝိတ်မဖြစ်နိုင်တော့ဘူးဆိုတာသိကြသွားပါပြီ။ ။ဝမ်ဝိတ်လိုလူမျိုးကခိုင်းစေတဲ့လူမိုက်ဟာလမ်းဘေးမှာချိန်တာတို့၊ငွေထက်တောင်းတဲ့ကိစ္စမျိုးတွေကိုမလုပ်နိုင်ပါဘူး။ဝမ်ဝိတ်ဟာသုံးမကုံဖြုံးမကုံချမ်းသာတဲ့လူပဲရ။ဒါပေမဲ့ဒေါ်ဆက်ကြီးနဲ့လှဆိုးအောင်ကိုကျွန်တော်တန်တရားရှိုံနဲ့တော့ခိုင်းလုံတယ်လို့မဆိုနိုင်မြန်ပါဘူး။ကျွန်တော်ဟာကျွန်တော်ဘဝမှာညုံမက်မထားတဲ့လူဆိုးလူမိုက်တွေနဲ့ပတ်သက်ခဲ့ရလေတိုင်းမကြာခဏသတိရမိတဲ့ဇလန်းလေးတခုရှိလေရဲ့ဗျာအဲ့ဒီဇလန်းဟာတာမန်ကာတွန်းရုပ်ပြလေးပါ အိန္ဒိယရုပ်ရှင်တစ်ခုကိုကြိုးယူးယူပြီးရေးဆွဲထားခဲ့တယ်။ဇလန်းလည်းဖြစ်နိုင်ပါလေ။ရုပ်ပြကတ်တုန်းဇလန်းလေးဆိုပေမဲ့လူပေါ်မှာညှုံမှန်းသလိုဖြစ်မလာတဲ့သဘောကိုလျှောက်ပြတဲ့ဇလန်းလေးမျိုးကျွန်တော်အင်မတန်နှစ်ချခဲ့ပါလေ။အဲ့ဒီရုပ်ပြဇလန်းလေးကိုရေးဆွဲခဲ့သူကကတ်တုန်းကျော်ဆန်းပေါ်ဇလန်းနာမည်ကချိမိလီတော့နေတယ်ဗျာ။အဲ့ဒီဇလန်းကတော့တခါတုန်းကနေမျိုးတစ်မျိုးမှာတင်ထွေးနဲ့အံ့မောင်းဆိုတဲ့ကြောင်းနေပဲတငယ်ချင်းနှစ်ယောက်ရှိကြတဲ့ဗျာ။ အင်မတန်ချစ်ကြတဲ့တငယ်ချင်းတွေဆိုပေမဲ့အကျင့်စရိုက်ကတော့တခြားစီပဲလို့ဆိုရမယ်။တင်ထွေးကယူသားအေးဆေးစွာနေတဲ့တလောက်အမောင်ကတော့နေရာတကာမှာမလိမ့်တစ်ပတ်နဲ့ကလိန်ကကြစ်သမားလို့ဆိုပါတယ်။တနေ့တော့ကျောင်းစကရီလူပွဲတစ်ခုမှာယူသားမှုဖြင့်သာဘဝကိုအောင်မြင်မှုရအောင်တိဆောက်နိုင်သည်ဆိုတဲ့ခေါင်းစဉ်နဲ့စကရီလူပွဲတစ်ခုကျင်းပါတော့တင်ထွေးကအဆူကိုထောက်ခံတဲ့ဘက်အမောင်ကအဆူကိုကန့်ကွက်တဲ့ဘက်က အပြန်အလှန်စကားစစ်ထိုးလိုက်ကြတာယူသားမှုဖြင့်ဘဝကိုတိဆောက်နိုင်တယ်လို့ယုံကြည်တဲ့တင်ထွေးတို့ကအနံ့ရသွားတယ်တဲ့ဗျာစကီလူပွဲပြုလို့ကြောင်းပြန်မှာတငယ်ချင်းနှစ်ယောက်ဆုံးပြီးတော့အမောင်ကတင်ထွေးကိုမင်းဒီနေ့ပြောခဲ့တာတွေဟာတကယ်ယုံကြည်ချက်နဲ့ပြောခဲ့တာလားဒါမှမဟုတ်စကီလူပွဲမှာလူကြောက်အောင်ပြောခဲ့တာလားမေးတော့တင်ထွေးကခအေးပဲသူတကယ်ယုံကြည်တဲ့အကြောင်းပြောတယ်ဒီမှာရင်အမောင်က ဒီလိုဆိုရင်လဲမင်းနဲ့ငါအလောင်းစားတစ်ခုတော့လိုကြရအောင်ငါကတော့လောကကြီးကိုငါယုံကြည်သလိုလူလေလှုပ်ပြီးကျင်လည်သွားမယ်မင်းကတော့မင်းယုံကြည်သလိုယူသသလှုပ်ပြီးတော့ဒီနေ့ကအစပြီးအနှစ်20တင်းတင်းပြည့်တဲ့နေ့မှာမင်းနဲ့ပြန်ဆောင်ကြမယ်အဲ့ဒီအချိန်မှာမင်းနဲ့ငါဘယ်သူလောကကြီးမှာအောင်ပွဲရနေတယ်ဆိုတာနှိုင်းရှင်ကြည့်ကြတာဘောလို့ဆိုတာကြောင့်တင်ထွေးလဲအမောင်ရဲ့စိန်ခုံမှုကိုလက်ခံလိုက်တယ် နောက်နှစ်20တင်းတင်းပြည့်ချိန်မှာသူတို့တွေ့ဆုံကြဖို့ချင်းဆူလိုက်တဲ့နေရာကတော့ရန်ကုန်မြို့ကံတော်ကြီးပန်းချံမှာရှိတဲ့ဘိုးကျော်အောင်ဆန်းကြေးရုပ်ရှိမှာပါပဲသူတို့နှစ်ယောက်ဟာသူတို့ယုံကြည်သလိုဘဝကိုဖျက်ဆီးခဲ့ကြတယ်မကြခင်တင်ထွေးဆယ်တန်းအောင်ပြီးတက္ကသိုလ်ကိုရောက်လာတယ်မိဘကဆင်းရဲချွတ်တဲ့သူမှု အလုပ်တစ်ဖက်နဲ့ကြောင်းတက်ရတဲ့အပြင် မိခင်လူမမာကြီးကိုပါပြုစုနေခဲ့ရတဲ့ဗျာအဲ့မှာကတော့ဆယ်တန်းမအောင်ပဲ ရန်ကုန်မြို့ကိုရောက်လာပြီးရန်ကုန်မြို့ဒုစရိုက်လောကမှာကျင်လဲနေခဲ့တယ်။လူစိုးလူမိုက်လောကမှာနာမည်တလုံးရလာတယ်ဆိုပါတော့။တချိန်မှာတော့စိတ်ကူးရင်တလို့ဖြစ်မလာတဲ့လောကကြီးမှာတင်ထွေဘဝအတွက် အလဲပြောင်းတစ်ခုကြုံလိုက်ရပါတော့တယ်။အဲ့ဒါကတော့သူမိခင်ကြီးအသေးအတန်နာမကျန်းဖြစ်နေချိန်မှာသူ့အတွက်ကြောင်းလာကသွင်းရမယ့်အချိန်နဲ့လဲတိုက်ဆိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူလုံနေခဲ့တဲ့ရုံးကငွေတချို့ကိုခဏလက်လက်သုံးလိုက်ဖို့စဉ်းစားမိတာကြောင့် အဲ့ဒီငွေတွေကိုယူပြီးမိခင်အတွက်ဈေးဝယ်ဖို့လားဘတ်စကားပေါ်မှာ ရှိသမျှငွေတွေကပိုင်းလိုက်ခံလိုက်ရပါလိမ့်ရောလေဗျာငွေရိတ်မှုပေါက်တယ်လို့ဖြစ်သွားခဲ့တဲ့တင်ထွေးဟာသူ့ငွေတွေကပိုင်းလိုက်ခံရမှလည်းသိရောကြံရမရဖြစ်ပြီးဘာလို့ရမှမသိရတာဘတ်စကားတွေကခလန်းလန်းမှရှိနေတဲ့ဂလာအဖူကြီးအကက်ထဲကိုမျက်စိရောက်သွားတယ်ဘာပဲဖြစ်ဖြစ်အမေနေကောင်းဖို့ပဲရေးကြည့်တယ်ဆိုတဲ့စိတ်နဲ့ ဲ့ဒီကလအဖိုးကြီးအိတ်ထဲကငွေကိုနှပ်ယူလိုက်မိတာကြောင့်တင်ထွေးတယောက်ကပိုင်းနိုင်မှုအစိုးရငွေအလွဲသုံးစားမှုတွေနဲ့ထောင်ကြပါလျော်တယ်ဗျာတင်ထွေးထောင်ကြနေချိန်မှာသူ့မိခင်ကြီးဆုံးမြန်တော့တင်ထွေးဟာသူယုံကြည်သူရွေးချယ်ခဲ့တဲ့ဘဝလမ်းကိုအကြီးအကျယ်တန်တရားရှိစပြုလာတယ်ဒီမှာတင်ထောင်ထဲကလူစိုးလူမိုက်တွေနဲ့ပေါင်းမိရကထောင်ကလည်းလွတ်ရောနာမည်ကြီးဓမြခိုင်းကောင်းဆောင်ဖြစ်လာပါလျော်တယ်ဗျာ လူစိုးလူမိုက်လောကမှာလူလိမ်ဖြစ်ကျင်လဲနေကြတဲ့အံ့မောင်ကတော့တနေ့မှမိမိယူကလေးတယောက်ကိုရုပ်ရှင်မင်းသမီးဖြစ်အောင်လုပ်ပေးမယ်လို့လှုပ်ဆက်တစ်ခုခင်းတယ်အဲ့ဒီမိန်းကလေးရဲ့ရွှေစွဲကျူးကိုအပြောက်ရပြီးရှောင်းနေချိန်မှာတနေ့တော့ရန်ကုန်မြို့တနေရာမှာအဲ့ဒီမိန်းကလေးနဲ့မမျော်လင့်ပဲမျက်နှာချင်းဆိုင်စုံမိပါလေရောတယ်အဲ့ဒီမိန်းကလေးဟာအံ့မောင်ကိုလည်းမြင်ရောကျမစွဲကျူးကိုလိမ့်သွားတဲ့သူပါပဲလို့អော်ရင်နောက်ကနေလိုက်လို့ အမောင်ဟာလူအုပ်ဘေးကလွတ်အောင်ရှောင်းရင်းအခြေအနေကိုအကဲခတ်နေတော့မှာပဲမိန်းကလေးနဲ့အတူပါလာတဲ့မိခင်ကဟာကတိုက်ခံလိုက်ရတာကို အမောင်မြင်လိုက်ရတော့နောင်တာအကြည့်ကျရပြီရက်တက်ဖွဲ့တွေကတာမန်ရက်တက်တာဖြစ်ဝင်ရောက်ခဲ့တယ်ရက်တက်ဖွဲ့မှာအမှုထမ်းရကအမောင်ဟာ လူစုလူမိုက်လောကမှာကျင်လဲလာခဲ့ရကြောင်းအမှုတော်တော်များများကိုပေါ်ထုတ်နိုင်ခဲ့တာမို့ရာထူးအစဉ်စဉ်တက်ရကနေနောက်ဆုံးရဲအရာရှိဖြစ်လာခဲ့တယ် ဇလန်းကိုအတူချုပ်ရရင်သူတို့ချင်းစုလာတဲ့အနှစ်20ပြည့်မြောက်တဲ့နေ့မှာတင်ထွေးနဲ့အမ်းမောင်ဟာဓမြဘူကြီးနဲ့ရဲရရှိဖြစ်သူတို့ချင်းခဲ့တဲ့ကံတော်ကြီးဘူကျူအောင်ဆန်းကြေးရုပ်ရှိမှာစုံမိကြရော်တယ်ဗျာအဲ့ဒီအချိန်မှာဓမြဘူတင်ထွေးဟာပြည့်မှုပေါင်းမြောင်များစွာကိုကျူးလွန်ထားတာကြောင့်ရဲရရှိအမ်းမောင်ကအထက်အမင်းရဖမ်းဆီးရမှာမို့တင်ထွေးကိုအတာတကြီးဖမ်းခံပြီးတရားဥပဒေအဆုံးဖြတ်ကိုနာခံမှုငငယ်ကမျှော်မှန်းခဲ့တဲ့ လူရိုးလူကောင်းဘဝကိုပြန်လဲထူထောင်ဖို့အတန်တန်နားချတဲ့ဗျာဒါပေမဲ့ဓမြဘူတင်ထွေဟာအံ့မောင်ပြောတဲ့ဇကားတွေဟာသူငယ်ကဇကရီလူဝဲမှာပြောခဲ့မှုတဲ့ဇကားတွေဖြစ်နေတာကြောင့်နားမဝင်တော့ပဲသူပုံးကွယ်နေတဲ့သစ်ပင်နောက်ကနေထွက်လာပြီးအံ့မောင်ကိုတနက်နဲ့ထိုးချိန်လိုက်တဲ့အဲ့ဒီခဏမှာပဲအံ့မောင်နဲ့အတူပလာတဲ့ရဲတပ်ဖွဲ့ရဲ့လက်ချက်နဲ့ဓမြဘူတင်ထွေအသက်ပြောက်ရောတယ်ဗျာနောက်ဆုံး တင်ထွေးကင်ထားတဲ့တနက်ကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့တနက်ထဲမှာကြီးစံတရောင်းမှာထည့်မထားခဲ့ဘူးလေဗျာဇလန်းကတော့ဆန်းလာတယ်မဟုတ်ပေမဲ့ကျွန်တော်စိတ်ထဲမှာလူလောကကြီးဟာညှို့မှန်းတလူဖြစ်မလာတဲ့ဘူးဆိုတဲ့အစွဲတစ်ခုတော့ကြံခဲ့လေဗျာအခုလဲရှိသမျှစီးစင်ပြုတ်တဲ့ပြင်အသက်ကဘာရန်ရှာခံခဲ့ရတဲ့ကျွန်တော်ဟာ ခံပြင်းနာကြီးလွန်းတာကြောင့်လူစိုးလူမိုက်လောကကိုခြေဦးလှည့်မိပြန်ပါတော့တယ်ရုပ်ပြဇလန်းတွေကတင်ထွေးလို့ ဓမြတိုက်ဖို့တော့မဟုတ်ရပါဘူးဗျာကျွန်တော်အသက်ကိုရန်ရှာခဲ့တဲ့မူလလက်သက်တရခင်ကိုရှာဖွေဖို့ပါပဲအဲ့ဒီအချိန်မှာကျွန်တော်ဆက်သွယ်မိခဲ့သူတွေကတော့ရန်ကုန်မြို့နယ်လူမိုက်လောကမှာနာမည်တစ်လုံးနဲ့တကူထွားနေတယ်အလုံးမြို့နယ်ကစိုးမြတ်ပါပဲစိုးမြတ်ဟာ1988ခုနှစ်ရေခင်းမှာလူသက်ခေါင်းဖြတ်တဲ့အမှုနဲ့ထောင်ထဲကိုဆောက်ရောက်ခဲ့တယ်လို့ဆိုပါတယ် ဟုတ်ကဲ့အပိုင်း62ကိုဒီမှာပဲခေတ္တရန်နာခွင့်ပြုပါခင်ဗျာလာမယ့်အပိုင်း62ကိုလည်းစောင့်မျှော်ပြီးအပိတ်ကြပါဦးလာရောက်အပိတ်နားဆင်ကြတဲ့သောတာရှင်ပေါင်းကိုဂျေဇုအထူးပဲတင်ရှိပါတယ်ခင်ဗျာမြမပြည်သူပြည်သားများအားလုံး VND ရဲ့အမျိုးမျိုးမှအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ